ကျွန်တော်တို့တတိမထားမိပေမဲ့အန်ဒီရဲ့ချစ်နိုင်တဲ့အပြုတ်မူလေးတွေအကြောင်းနည်းနည်းပြောပြချင်ပါတယ်ပထမတစ်ခုကနာချစ်ချင်လာအောင်ထားလာအဲ့ဒါကအထက်မှာဖီးအားတွေများပြီးနားစီတို့သွေးကြောလေးတွေကိုပေါက်သွားတာလေချောင်းထိတာမျိုးဖြစ်တယ်ဒုတိယအချက်ကရေတီးတာရေကအစာလမ်းချောင်းထဲမှဝင်ပဲလေပြွန်လေးရောက်သွားရင် အသက်ရှူလို့မရဖြစ်တယ်အန်ဒီရဲ့ရှိတယ်ပေါ့ နောက်တစ်ခုတတိယအချက်ကရုတ်တရက်ကြီးထရလိုက်တာအလို့ဆိုသွေးပုံကဗျိုးဆိုကြပြီးဦးနှောကိုအောက်ဆီဂျင်ခဏမရောက်တော့အဲ့လားမိုက်ခနဲ့ဖြစ်ပြီးလဲကြတာတွေဖြစ်နိုင်တယ်စတုထအချက်ကအစိမ်းစားတာကြက်သားစိမ်းတို့ဘယ်လက်စားစိမ်းတို့ဥအစိမ်းတို့မှာဆော်မနဲလာတို့အီကိုလိုင်းတို့လို့ပို့တွေပါနိုင်တယ်လေအဲ့ဒါတွေကတော်တော်လေးနေမကောင်းဖြစ်စေနိုင်တယ်ပင့်ချမာချက်လေပင်းချိုးတာ good ဆိုတဲ့အတန်းကခဏတော့တက်တာဆိုလိုပဲ ါပေမဲ့အရန်ချိုးရင် ဆောင်ချိုးရင်သွေးကြောထီးပြီးသွေးခဲတာလေဖြစ်တာဒီဖြစ်သွားနိုင်တယ်အနေများတယ်နော်နောက်ဆုံးတစ်ခုကအသက်အကြာကြီးအောင်ထားလာအဲလားအောက်ဆီဂျင်ပြည့်ပြီးတတိလစ်တာတက်တာတွေဖြစ်တတ်တယ်ဒါကြောင့်ထာမန်လို့ထင်ရတဲ့အပြုတ်မူလေးတွေကလည်းတခါလေထင်တာထက်ပိုအန္တရာယ်များနိုင်တာမို့သတိထားကြဖို့ပါပဲ။